လာပါအောင်မြင်ကြည့်ချင်တဲ့ကျူစုပါတယ်ကျွန်တော်တို့တောက်ကြနေရောက်လာပြီဗောနော်တောက်ကြနေရောက်လာပြီဆိုတော့ဒီမှာကျွန်တော်တို့မွေးကက်ကလည်းတကက်ကြံမယ်ဗောနော်တကက်ကြံမယ်မွေးကက်ကလည်းကျွန်တော်အကြိုက်ဆုံးကက်ပဲမထွက်ပဲကြံနေရဗျာလောလောဆယ်ကတော်တော်များများကထွက်သွားပြီဗောနော်ဒီကောင်ဆိုလည်းထွက်သွားပြီဒီကောင်ဆိုလည်းထွက်သွားပြီ ရန်ဆိုလဲထွက်သွားပြီဗောနော်ဒါဒီကောင်ကဒီမှာရေးပြထားတလေးဒီကောင်ကျွန်တော်ဒီမှာရေးပြထား၄ခုဖြစ်နေတယ်ထားပါလိုပဲဖြစ်ဒီကောင်ပြီးသွားပြီဒီကောင်ပြီးသွားပြီဒီကောင်ပြီးသွားပြီဆိုတော့၃ခုရှိအခွေပဲကျန်တော့မယ်ဒီတစ်ခွေပဲကျန်တော့မယ်နော်ဒီတစ်ခွေပဲကျန်တော့မယ်အဲ့တော့ ဒီနေ့ကတည့်ရပြကြံတော့လာဆိုတော့မဖြစ်မနေတော့ထဲ့တော့ကစားလိုက်ပေါ့နော်ကစားလက်စားလူရတော့မြက်ထားတဲ့လူရတော့မကစားနဲ့တော့ပေါ့နော်ငါကတော့ချေလျှောက်တွေထွက်တာပြီဒီ66 66 66 66တွေထွက်တာပြီဆိုရင်ကျွန်တော်ဒီမှာကသူကတောက်ကြနေမှာခွန်လုံးပိုင်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  တောက်ကြနေပါပဲခွန်လုံးပါတောက်ကြနေပါပဲခွန်လုံးပါဆိုတော့ကျွန်တော်ဒီတောက်ကြတိပါလေခွန်လုံးပိုင်းလာမလားဗောနော်ခွန်လုံးပိုင်းရှိမယ်နောက်ဆက်တစ်ချက်ကကျွန်တော်တုံညာသုံးဒီလိုကျွန်တော်တို့တုံညာသုံးနေထွက်ထားပြီဆိုလို့ရှင်လေသူ့အောက်မှာရှစ်လုံးပိုင်းအစင်းပြီးရယ်ဗောနော်ဂျင်းကတော့အနည်းဆုံးစင်းပြီးရယ်တုံညာသုံးထွက်ထားတယ်သူ့အောက်မှာရှစ်လုံးပိုင်းကျွန်တော် သုံးညသုံးထွက်တာရယ်သူ့အောက်မှာရှစ်လုံးပိုင်ကျောင်းသုံးညသုံးထွက်တယ်သူ့အောက်မှာရှစ်လုံးပိုင်သုံးညသုံးထွက်တယ်သူ့အောက်မှာရှစ်လုံးပိုင်တော့သူ့သုံးထွက်တာပြီသူ့အောက်မှာကျွန်တော်ရှစ်ကမလာသေးဘူးရှစ်လုံးပိုင်လာမယ်ဆိုလို့ရှိရင်ခုနကကျွန်တော်ပြခဲ့တဲ့ဒီ86ဟောပရိမာကြတော့ဒီမှာခွန်လုံးပိုင်လေဒီ3ညသုံးပိုင်ကြတော့ကျွန်တော်ရှစ်လုံးပိုင်မှာနော်အဲ့တော့ခွန်ရှစ်ဝမ်းကျင်းသဘောမျိုးပေါ့ဗျာ ွန်ရှင်ဝန်ကြီးသဘောမျိုးဒဲတဲ့ကစားလို့ရရတယ်။အဲ့တော့ကျွန်တော်တို့ဒီနေ့တော့ကိုကျွန်တော်ဥမာခွန်ရှင်ဝန်ကြီးနဲ့ကစားလို့ရတယ်နော်။အဲ့တော့ခွန်ရှင်ဝန်ကြီးနဲ့ကစားလို့ရတာဖြစ်တဲ့ကျွန်တော်ဒီ3ခွန်ရှင်ဆိုရဲဒီအခွေပေါ့နော်။ဒီ3ခွန်ရှင်ဆိုရဲအခွေရလဲသူအစီကျော်မှာတောက်ကြမှာတည့်ရပဲကြာတော့လာဆိုတော့ဒီမှာခွန်ရှင်ဝန်ကြီးနဲ့ခွန်ရှင်ဝန်ကြီးနဲ့ဆိုတော့ကျွန်တော်ဒီ3ခွန်ရှင်ခွေရဲကစားတဲ့နေပေါ့နော်။ကစားတဲ့နေ ပြီးသွားလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ဒီနေတိုက်ကတော့ထွေးထူးဒီနေ့မရှိဘူးဒါပေမဲ့ကျွန်တော်အဲ့ကဏ္ဍလေးကြံနေရဲ့ကဏ္ဍလေး၃ခွပ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်စိုက်လို့စိုက်လို့ဆိုတာဒီကဏ္ဍလေးမရှိတော့ကျွန်တော်အဲ့ဒါလေးပဲရွှေးပြီးတော့ပြန်ထုတ်ပြီးလဲကျွန်တော်ထွက်လာမှာဆိုလို့သူကဒီကောင်လေးပေါ့နော်ဟိုရက်ကလည်းပြခဲ့တဲ့ဟာလေးပေါ့နော်ကျွန်တော်ဒီမှာဒီခွန်ငါးကခွန်ငါးထွက်တယ်6 5 6 5 6ထွက်တယ် 9005ထွက်တယ်6956ထွက်တယ်2082ထွက်တော့4909ကိုသူထွက်နေရတယ်ဒီမှာတောက်ကြမှာလည်းထွက်ပြရဖြစ်တဲ့အတွက်ဒီနှစ်ပင်ကတော့အင်္ဂါမှာထွက်သွားတယ်ဒီနှစ်ပင်တောက်ကြမှာထွက်လာမယ်ဆိုလို့ရှိရင်9094ကိုဒဲထိုးရမှာပေါ့နော်အားရင်လည်းပပပဲအားပေါ့နော်အဲ9094ဟော9094နဲ့94ပေါ့နော် sorry အဲ့နှစ်ခွက်ရှိမယ်ပြီးတော့ရောဒီ7300ရဲ့ကြံနေသေးတယ်ဒီ6 630ဆိုသူလည်းထွက်တာလေးနောက်ကြပါဘောနော်နောက်ကြတယ်9292 6422 96 36ဆိုပြီးတော့ကြမှာပဲထွက်တယ်ဒီ63နဲ့ကျွန်တော်ဒီမှာတောက်ကြမှာ63ဆိုပြီးထွက်လာနိုင်တယ်ဘောနော်63လေးကနန်းလေးတစ်ခွက်ကိုကြိုက်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်နောက်ထပ်အထောက်လေးတစ်ခုနေနဲ့အဲ့ဒီ3ခွက်ပဲရှိမယ်အဲ့3ခွက်ပဲရှိမယ်ဆိုတော့ကျွန်တော်ဒီတခြားညနေဘက်ကတော့ဒီလူဟာလေးတွေရောရှိရဲ့ဒီရဲမှဆိုလို့ရှိရင်ကျွန်တော်ဒီ ဒီနှစ်လေးထွက်ထားတဲ့ frame လေးမှာဆိုဒီ38 38ဆိုပြီးထွက်ထားတယ်83 83ဆိုပြီးထွက်လာတယ်ဒီမနက်ခင်းဒါမျိုးလေးနှစ်ပြည်ရှိအထောက်မရှိဘူးတကယ်လို့ကြိုက်တယ်ဆိုရင်တော့ညနေခင်းကိုလေဒါလေးကိုဒီမနက်ကနေညနေလေးထည့်တော့ထိုးပေါ့နော်ဒီမနက်ကနေညနေပြန်ကြရတော့လာသေးဘူးဆိုတော့အဲ့တော့မနက်ကနေညနေဒီတော့ထည့်ကစားလို့ကစားလို့ရအောင်နော်နောက်ထပ် ဟုတ်ကဲ့တပည့်ရရှိဘယ်တော့ရောက်ပါလဲအဲ့ဒါတော့သူဒီမနက်ခင်း၃လိပ်ထွက်မှကစားလို့ရမှာပရိမျိုးပါအဲ့ဒါတော့သိပြဿနာမရှိဘူးအဒီကောင်ကသူကဒီလိုကျွန်တော်တို့ဒီမှာ၃ခွန်၃ခွန်၃ခွန်ဆိုပြီးထွက်လာတာပေါ့နော်ဒီမနက်ခင်းသူက၃ထိပ်ထွက်မနက်ခင်း၃ထိပ်ထွက်မှသူ့အပေါ်မှာအထောက်မရှိဒီမနက်ခင်းက၃ထိပ်ထွက်လာရင်ညနေခင်းကိုဒီ၉၆အတကွက်ကဒါညနေပိုင်းမှာပေါ့နော်ညနေ ညနေပိုင်းမှာထည့်ပြီးတော့ကစားမလမ်းတိုင်းတော့ထိတ်မထွက်ရင်တော့ကစားစရာမလိုဒါပေမဲ့ထည့်ထိုးခြင်းလည်းထည့်ထိုးပါတော့ကိုချောက်ကလည်းကောင်းတယ်အဲ့တော့ဒီကျွန်တော်တို့ဒီဟိုအတွက်ကတော့အချားမရှိဘူးတောက်ကြနေပါတော့ဒီအဆက်ကောင်ကျော်20ဆက်ကောင် Friday ပါတော့20ဆက်ကောင် Friday မှာကျွန်တော်တို့ ကစားမဲ့ကဏ္ဍကကျွန်တော်ကြိုက်တဲ့ကဏ္ဍဆို63ရှိမယ်63အာဘောနော်63အာရှိမယ်ပြီးရင်6ခွန်နဲ့6လေးရတဲ့ပဲ6ထိတ်တယ်ဘောနော်မနေ့က6ထိတ်နဲ့တော့လာတယ်အကောင်ကြီးများလာအောင်6ထိတ်ကိုမနေ့က3ထိတ်နော်6ခွန်6လေးဆိုပြီးတော့အဲ့ဒီကဏ္ဍ3ခုပေါ့နော်အဲ့ဒါရှိမယ်တခြားတော့ တွေ့လို့မရှိဘူးပြီးရင်ဟိုအခွေရခွန်ရှိဝမ်းကျင်းနဲ့ခွန်ရှိချင်းနဲ့တော့ခွန်ရှိအခွေပေါ့နော်အဲ့ကြံနေသေးတယ်အဲ့တခွေကြံမယ်ခွန်ရှိချင်းနဲ့ဒီတော့ခွန်ရှိအခွေပေါ့နော်အဲ့ကောင်ကြံမယ်အဲ့ဒါပဲရှိမှာနော်ကြံတာတော့ဘာမှမရှိဘူးကဲမျိုးတွေအားလုံးပဲအောင်မြင်ကြအောင်ကြပါစီနော်